မင်္ဂလာပါညီကိုတို့ Notre Dame Football Official Page ကနေကြိုဆိုပါရစေ။ဒီနေ့စက်တင်ဘာလ29ရက်နေ့မှာလက်ရှိပုံလဲကပြရတဲ့၅ပွဲကိုပွဲကြည့်ခမ်းမဲ့အကြိုက်တင်ဆက်ပေးသွားမယ့် video လေးပဲဖြစ်ပါတယ်။ Special Choice VMB Tip မမပွဲတွေအကြောင်းပြောရမယ်ဆိုရင်လက်ရှိပုံလဲကအတိုင်းပဲ9ရက်မှာကျွန်တော်တို့9ရက်နိုင်တယ်၊2ရက်ရှုံးတယ်ဆိုတဲ့အနေအထားမျိုးပါ။စက်တင်ဘာလ25ရက်နေ့မှာ HC9 ဘက်ကိုကျွန်တော် Telegram Channel ထဲမှာ free ချပေးခဲ့ပါတယ်။ဒီနေ့စက်တင်ဘာ29စနေနေ့ညမှာ special choice VMB tip member ပွဲတပွဲရှိပါတယ်ဆိုတော့အဲ့ဒီတပွဲကို member ဝင်ကျင်တဲ့ညီကိုရိအနေဖြင့် ယနေ့ညတညစာအတွက်ကိုမြန်မာငွေ9000ကျပ်ဖြင့်မမဝင်လို့ရတယ်လို့မျိုးတလားစာလှပြမှန်ပါဆိုရင်9000ကျပ်ဖြင့်မပါဝင်လို့ရပါတယ်ဒီနေ့ကစပြီးတော့အောက်တိုဘာလကုန်ထိကို9000ကျပ်ဖြင့်မပါဝင်လို့ရမှာဖြစ်ပါတယ်လက်ရှိအခုပြထားတဲ့ Viber သို့မဟုတ် Telegram နံပါတ်ကိုဆက်သွယ်ပေးပါ Viber သို့မဟုတ် Telegram မှာလာရောက်ပြီးတော့ဝယ်ယူလို့ရပါတယ်တညစာဆိုရင်9000ကျပ်ဖြစ်ပြီးတော့တလားစာဆိုရင်တော့9000ကျပ်ဖြစ်ပါတယ်ပွဲချုပ်ခံမှန်9ပွဲပုံတွေကအတိုင်းပဲအချိန်လိုက်ကျွန်တော်အစင်းလိုက်တိုင်းလေးပဲပြောသွားလိုက်မယ်ပထမဆုံးပွဲ Brentford နဲ့ Man U နဲ့ပွဲဆိုတော့ဒီနေ့ပွဲကျွန်တော်ဘာယူမလဲဆိုတော့ကူပေါင်းကြီးကိုအဓိကပြောချင်တယ်ကျွန်တော်ကူပေါင်းကြီးကိုယူချင်တယ်ဒီနေ့ညပွဲရဲ့ကူပေါင်းပေါင်းကြီးက3လုံး30အနိုင်သမဟုတ်3လုံး20ဝင်းကျင်ဒီဝင်းကျင်မှာရှိတယ်ပေါ့နော်ဆိုတော့နှစ်သင်းလုံးကအာခန်စစ်ညံ့တဲ့အသင်းတွေထဲမှာပါတယ် Brentford ဆိုရင်လည်းပွဲတိုင်းနှိပါကိုကိုးသွင်းတယ်ကိုးပြန်ပေးရဆိုတဲ့အနေအထားမျိုးဆိုတော့ Man U ပြန်ကြည့်လိုက်မယ်ဆိုလည်း Man U ခန်စစ်ကအလုံးသိတဲ့အတိုင်းပဲကိုပေးရဘူးဆိုတာမျိုးကဘယ်အသိမဆိုဖြစ်နိုင်တယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတယ်။နှစ်သင်းစလုံးကကိုသွင်းကိုပေးဆိုတဲ့အနေအထားမျိုးတွေပြီးတော့မန်ယူမှာ ဒီနေ့ပွဲကတိုက်စစ်တွေပြန်ဆုံလာပြီးအာမက်တယောက်လောက်ပဲတိုက်စစ်ပိုင်းဆိုင်ရာမှာလွဲချော်မှုရှိတယ်ဆိုတဲ့ကြောင့်မလို့ပြီးတော့မိုင်းအနေနဲ့လည်းရှုံးမယ်ဆိုရင်ဒီပြနေနဲ့ပို့ပြီးတော့ pressure ကြီးပြီးမယ်ဆိုတဲ့ကြောင့်မလို့မဖြစ်မနေဒီနေ့ဒီလိုပွဲမျိုးမှာကိုရဖို့လိုနေတာကြောင့်မလို့နှစ်သင်းစလုံးကလည်းကိုသွင်းနိုင်ဆွဲရှိတယ်ကိုသွင်းကိုပေးအနေထားတွေဖြစ်တာကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ပွဲဘိုင်ပွဲကိုတော့ကိုပေါ်လေးကြိုက်ပါတယ်ဗျဒုတိယပွဲ maze နဲ့ domon နဲ့ဆိုဒီပွဲကကျွန်တော် body deck ရွေးမှာဖြစ်ပါတယ် domon ရဲ့ပောက်ကြီးက level 90ဝင်းကျင်ပဲရှိတယ်ဆိုတော့ အဝေးကွင်းကကန်ရမယ်ဒေါ်မွန်ရဲ့ပောက်ချေးကပြော့တယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်။ဘာကြောင့်လဲဆိုတော့ main ကလက်ရှိမှာတပွဲနိုင်တပွဲတည်းနှစ်ပွဲရှုံးဆိုတဲ့အနေအထားမျိုးအခြေအနေကောင်းနေတဲ့အနေအထားမျိုးမဟုတ်ဘူးပေါ့နော်။အသင်းအလဲလဲအသင်းလောက်တော့မရှိဘူး။အသင်းငယ်ပုံစံမျိုးနဲ့ရလဒ်တီစိုးနေတဲ့အနေအထားမျိုးဒေါ်မွန်ပြန်ကြည့်မယ်ဆိုရင်ဒီရာသီသုံးပွဲနိုင်တပွဲတည်းနဲ့အဆင့်နှစ်မှာရက်တည်နေတာ။ကျွန်တော်အမြင်ရတော့အာတကူအသားနဲ့နိုင်နေဆိုရင်တော့မှအကြီးအပြည့်အောင်နေမှာဆိုတော့ကျွန်တော်ကတော့ တော်မုံဘွဲကိုကြေးပြော့တယ်လို့ပဲသုံးသပ်မိတယ်။ဒါကြောင့်မလို့ဒုတိယဘွဲဆိုကျွန်တော် mains ဘက်ကနေခြင်းနဲ့ဒုတိယဘွဲအကြိုက်ကတော့ mains body ဖြစ်ပါတယ်ဗျ။တတိယဘွဲတီကိုနဲ့ rie နဲ့ဒီနေ့ဘွဲပေါက်ကြီးက rie က level 30အရှုံးလောက်ပေးထားတယ်။ဆိုတော့ဒီနေ့ဘွဲရွေးချယ်မှုမှာကျွန်တော် body deck ရွေးချယ်မှာဖြစ်ပါတယ်။ဒီဘွဲမှာဆိုရင်ဆိုတော့ rie ကလက်ရှိမှာပြိုင်ဘွဲဆုံး9ဘွဲဇက်မှာ ပြန်ပွဲဆို9ပွဲဆော်ထားတယ်9ပွဲစလုံးကိုအနိုင်ရထားတယ်တေးပွဲလည်းမရှိဘူးရှုံးပွဲလည်းမရှိဘူးဆိုတဲ့အနေအထားမျိုးလာလီဂါမှာလည်းအဆင့်တင်းနဲ့ရက်တည်နေတယ်တော်တော်လေးကိုကောင်းမွန်နေတဲ့အနေအထားမျိုးတီကိုပြန်ကြည့်မယ်ဆိုရင်တရားဒီမှာရုန်းကန်နေရတယ်တေးကြလိုက်ရှုံးလိုက်အာဒါမှကန်နိုင်လိုက်ဆိုတဲ့အနေအထားမျိုးနိုင်တဲ့ပွဲကတော့ရှားတယ်လို့ပြောလို့ရပါတယ်တီကိုအတွက်တရားဒီရာဒီအစမှာခြေစွမ်းနေကတည်ငြိမ်မှုမရှိသေးဘူးပေါ့နော်ဒီလိုအနေအထားမျိုးမှာကောင်းလာပါပြီဆိုတော့ရှုံးပွဲမရှိတဲ့ရီးရက်က level 30ပဲပေးထားတယ်တီကိုအင်ကွင်းဖြစ်နေရကြောင့်မလို့တီကိုကတော့အင်ကွင်းအသာကျတော့ရှိတယ်ဒါပေမဲ့လည်း level 50 level 60 level 80လောက်တောင်မပေးရဘူးဆိုရင်အနေထားမျိုးဖြစ်နေတယ် rear ကလည်းပဲ30ပဲရှိတယ်ဒါကြောင့်မို့ဒီနေ့ပွဲ rear နိုင်မလို့ကျွန်တော်မထင်ဘူး rear ပွဲကိုလည်းအပေါ်ကတော့မပွဲလို့ပဲကျွန်တော်ကြေးပါတယ်လို့သုံးသက်တယ်ဒါကြောင့်မို့လို့ rear ပွဲတော့တော်တော်လေးပါတယ်ပေါ့နော် level 30ဆိုတော့ဒါကြောင့်မို့တေးဆိုရင်တော့မှ 30ရာခိုင်နှုန်းပဲရှုံးပါဆိုပြီးတော့ရီယက်ဘက်ကနေကြမဲ့လူတွေပုံများမယ်လို့ကျွန်တော်မြင်မိတယ်။ဒါကြောင့်မလို့တတိယပွဲမှာဆိုရင်ကြေးပားနေရမလို့ကျွန်တော်ကတော့တီကူဘက်ကပဲနေမယ်။ကြေးအနောက်ကိုပဲလိုက်မယ်ပေါ့နော်။ဆိုတော့ကြေးပားနေရကြောင့်မလို့တတိယပွဲကတော့တီကူ body ဖြစ်ပါတယ်ဗျ။ဒီပွဲမရောက်ကိုဆက်လက်မသွားခင်မှာကျွန်တော်ဒီ video လေးကို like comment share လေးနဲ့အပိတ်ခဲ့ပြီးပါလက်မလေးနှိပ်ခဲ့ပြီးတော့ရင် comment မှာရေးပြမရှိဆိုရင်အနည်းဆုံး okay လောက်ဖြစ်ဖြစ်ရေးခဲ့ပြီးပါပြီးရင် share cloud လေးနှိပ်ပြီးတော့ Facebook follow group တွေကိုမျှဝေပေးဖို့တော့ပြောချင်ပါတယ်။ comment မှာ Telegram channel link လေးလည်းချထားပေးမယ်။ Telegram channel လေးတွေကို join လုပ်ပေးပါဗျ။ လေးပွဲမြောက်ဂျူဗင်တက်နဲ့အတ္တလန်တာဆိုဒီပွဲရဲ့ဂိုးပေါင်းပေါက်ကြေးကနှလုံး80အရှုံးလောက်ရှိတယ်ဒီပနေ့ပွဲကိုကျွန်တော်ရွေးချယ်မှာကဂျူဗင်နဲ့အတ္တလန်ပွဲကိုရွေးချယ်မှာကဂိုးပေါင်းရွေးချယ်မှာဖြစ်ပါတယ်ဆိုတော့ဂျူဗင်တက်ကတရားဒီမှာတော်တော်လေးတိုးတက်လာတယ်တိုက်စစ်ကကောင်းနေတယ်ဆိုအတ္တလန်ကိုပြန်ကြည့်မယ်ဆိုရင်လည်းကုသနိုင်စွမ်းရှိတယ်ဒါပေမဲ့တချို့ပွဲတွေမှာအသင်းသီးလေးတို့သူပူရသည့်အစမှာဒီတရေကြခဲ့ပြီးတော့ရမ်းမဲ့ဆုံးရှုံးတာမျိုးရှိရပါတော့နှစ်သင်းကြားထဲမှာပူပြီးတိုးတက်တဲ့အသင်းကတော့ဂျူဗင်တက်လို့မြင်တယ်အိမ်ကွင်းလည်းဖြစ်နေကြအောင်မလို့ဂျူဗင်တက်ကဒီနေ့ပွဲကိုတလုံး90အနိုင်လောက်တော့ပေးထားတယ်ဒါပေမဲ့အသင်းနဲ့သင်း ဖြစ်နေရအကြောင်းမလို့ကျွန်တော်ကတော့ body ကိုရှောင်လိုက်မယ်ပြီးတော့ကိုပေါင်းသွားကျင်တယ်နှစ်သိန်းစလုံးကတရားဒီမှာအာတိုက်စစ်ကမစိုးဘူးပေါ့နှစ်သိန်းလုံးကကိုသွင်းနိုင်စမ်းရှိနေတာအကြောင်းမလို့ကျွန်တော်ကတော့ဒီနေ့ပွဲအနည်းဆုံးနှစ်သိန်းလုံးကိုသွင်းမယ်လို့မြင်နေဝန်ဝန်ကစပြီးကြည့်ရမယ်ပွဲလို့ထင်တာအကြောင်းမလို့ဂျူဗင်တက်နဲ့အက်ဒနာရဲ့ပွဲကိုကိုပေါ်ရေးချက်ပြီးပါတယ်ငါးပွဲမြောက်ပွဲ Nottingham Forest နဲ့ Sunderland စော်တီပွဲမှာကျွန်တော် Body Day ရွေးမှာဖြစ်တယ်။ Nottingham Forest ကတလုံး60အနိုင်ဝင်းကျင်လောက်ပေါက်တယ်။ဆိုတော့အခြေအနေပြန်ကြည့်မယ်ဆိုရင် Nottingham Forest ကရာသီအစမှာ Brentford ကိုနိုင်ခဲ့တဲ့ပွဲတစ်ပွဲကလွယ်လူကျန်တဲ့ပွဲတွေအကုန်လုံးမှာတီးပွဲတွေနဲ့ရှုံးပွဲတွေကြီးပဲ။စစ်ချွန်းတည်ခြင်းမှုမရှိဘူး။သူနောက်ဆုံးကန်ခဲ့တဲ့ Betis ကိုမနေ့ည ဒီဒီဘက်မှာကန်ခဲ့တဲ့ပတ်တင်းနယ်ပွဲမှာတော့ခြေစွမ်းကတော်တော်လေးတော့ကောင်းခဲ့တယ်။ဒါပေမဲ့ပရီးမီယာလိမှာသူတော့ရှောက်ရုံးကန်နေရဆိုအနေထားမျိုးဆန္ဒလောင်ပြကြည့်မယ်ဆိုရင်တန်တက်အသင်းတွေထဲမှာတော်တော်လေးကိုပေါက်ရောက်တဲ့အသင်းလို့ပြောလို့ရတယ်။လက်ရှိမှာအဆင့်9နဲ့နှစ်ပွဲနိုင်နှစ်ပွဲတည်တပွဲရှုံးဆိုတဲ့အနေထားမျိုးဆိုအရင်ရလက်ဆူရနေတဲ့အနေထားမျိုးမဟုတ်ဘူးဆန္ဒလန်ကဒီနေ့ပွဲမှာ Nottingham Forest အနေနဲ့နိုင်ပွဲပြန်လဲရှာတွေးဖို့တော့လိုအပ်နေပြီလို့ကျွန်တော်ကတော့မြင်တယ်တလုံး60အနိုင်ဆိုတဲ့ဂျေးကိုကျွန်တော်ကတော့ဂျေးပါလို့မမြင်ဘူးဘာကြောင့်လဲဆိုတော့ဆန္ဒလန်ကလက်ရှိအချိန်မှာ သူရနေရဲ့အသေးမဟုတ်ဘူးအလေအလက်သူ့တူတီချင်းရှိတယ်အဝေးကွင်းဖြစ်နေရအကြောင်းမလို့အိမ်ကွင်းလောက်တော့တိတ်ပြီးတော့မာထန်မယ်လို့ကျွန်တော်မထင်ဘူးဆန္ဒလန်ကိုအဝေးကွင်းဖြစ်နေရအကြောင်းမလို့ဒါကြောင့်မလို့ဒီနေ့ပွဲ Nottingham Forest နိုင်ပွဲပျောက်ဆုံးမှုကိုဒီမှာအဆုံးသတ်မယ်လို့ကျွန်တော်ကတော့ထင်တယ်အိမ်ကွင်းလည်းဖြစ်နေရအကြောင်းမလို့အကောင်လုံးလူဆုံတက်ဆုံနေဖြစ်တာကြောင့်မလို့ Nottingham Forest တကူလောက်နေရအနည်းဆုံးကတ်နိုင်မယ်လို့ကျွန်တော်ကတော့ခံစားမိပါတယ်ဆိုတော့နောက်ဆုံး၅ပွဲမြောက်အခြေကတော့ Nottingham Forest body ဖြစ်ပါတယ်တော့ဒီနေ့ရွေးချယ်သွားတဲ့၅ပွဲကိုပြန်ပြီးအနှိမ့်ချုပ်ကြည့်မယ်ဆိုရင် Man U ကိုပေါ် Mains body Tigo body Juventus ကိုပေါ် Nottingham Forest body ဆိုတော့၅ဘွဲ့ဖြစ်တယ်မောင်းတွဲခြင်းနဲ့ညီကိုဆိုရင်လည်း၄သင်းဖြစ်ဖြစ်၅သင်းဖြစ်ဖြစ်မောင်းတွဲလို့ရတယ်ဆိုတော့ body ဆော့ခြင်းနဲ့ညီကိုကြီးလည်းကျွန်တော်ပွဲများများလေးရွေးချယ်ပေးထားပါတယ်ပွဲချုပ်ခံမှန်းမှာကျွန်တော်၅ဘွဲ့လောက်ထိတင်ဆက်ပေးရတာဒီနေ့က body လည်းများတယ်ဆိုတော့ကြောင့်မလို့ဆော့လို့လည်းကောင်းမလို့ထင်ပါတယ်ဆိုတော့မမဝင်ခြင်းနဲ့ညီကိုကြီးရှိရဆိုရင်တော့တညစာကို9000ကျပ်တလားစာဆိုရင်တော့9000ကျပ်ပါ အာတလားစာဆိုရင်တော့ကျွန်တော်တို့အောက်တိုဘာလကုန်ထိရမှာဖြစ်ပါတယ်ဆိုတော့မမ်ဘာဘွေးတွေရလက်ကလက်ရှိပုံတွေကအတိုင်းပဲဖြစ်တယ်မမ်ဘာဝင်နေတယ်ဆိုရင်ကျွန်တော်အခုပြလာတဲ့ Fiber တော့မဟုတ် Telegram လာခဲ့ပြီပါကျွန်တော်တညအူတပွဲအကြိုက်ဆုံးပွဲပေါ့နော်တပွဲကောင်းပေါ်ပြီးအကြိုက်ဆုံးပွဲကိုပြပပေးတာဖြစ်ပါတယ်ဆိုတော့အလုံးပဲတညစာဆိုရင်9000ကျက်နဲ့တော့မဟုတ်တလားစာဆိုရင်9000ကျက်ချိန်နေတဲ့ရာကိုရွေးချယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဆိုတော့အလုံးပဲ good luck ပါ